့ဘမိုင်းကြီးဖြစ်တဲ့ခါကျမိုင်းတို့လေလေမိုင်းလို့ပိုဝါထားတဲ့အရှိကြီးရှိတဲ့ခါကျတော့အစီရရရှိနေတော့မယ်ဘမိုင်းကြီးလေးဝတ်မယ်ဆိုရင်တော့ကာဗီလေးဝတ်လိုက်ရင်မှကုတ်ကုတ်ကုတ်ငုံကြည့်မှုရှိတယ်လို့ဖြစ်သွားတာပေါ့မိုင်းတို့လိုရေမြေသမီးတွေကအဲနည်းနည်းဖုံဖုံထွားထွားတွေဆိုတော့ကာဗီဝတ်လိုက်ရင်ပွဲလေးပါလေးတက်လိုက်ရင်ခါးလေးရလဲခါးနေရရှင်ဘက်ကြီးရလဲရှင်ဘက်နေရအဲလိုမျိုးတော့သူ့အလေးနဲ့သူပြည်ပြည်ပြည့်ပြည့်လေးလှသွားတာပေါ့ဒီမိုင်းကြီးကလေအခုဒီကြားထဲမှာသူအရန်ပိန်သွားတယ်ပေါ့နော်ပိန်သွားတယ်ဆိုတော့အဲမိုင်းနေနဲ့တခြားသောသူ့ မိုင်းရမင်းသမီးဆိုတော့လေသူကလည်းသူအထုတ်မှုတစ်ခုလည်းရှိကောင်းရှိမယ်ဒါပေမဲ့ခတ်ပိုက်ကြတာတော့မိုင်းကပ်ပြီးကြောက်မယ်မိုင်းရလေးကိုရွှေရှင်ရိုက်တော့လေမိုင်းအညီလေးအားကြီးဝေးရတယ်ပေါ့မိုင်းအညီလေးဝေးရတဲ့အခါမှာကာဗီကတော့မရှိမဖြစ်လို့ကိုဖြစ်နေတယ်ဆိုတော့သူဝတ်လိုက်ချင်းအပြင်ကာဗီဝတ်ထားလိုက်ချင်းအပြင်ဇေယျငိမ့်မယ်ငိမ့်သွားတယ်ပေါ့အဲဘိုက်ဒီပါလေးလည်းချက်ချက်ပြီးတော့အမြဲဝင်နိုင်ကောင်းမိုင်းမောင်နှမအားလုံးက ကာဗီကောင်ဝတ်တယ်ကာဗီကောင်ဝတ်တယ်မှတ်တာပဲမှတ်တာမှတ်တာမှတ်တာဒီမှာမရှိလို့မာကြီးဆိုရင်လည်းခါနဲ့ဘိုင်းလေးလမစီလောက်ကြာသွားတယ်ခိကကြလူငယ်လေးလူငယ်ဆိုတော့ပိုကြာတယ်ခိလေးကတော့သူခါနဲ့ဘိုင်းကအဲရှစ်လမဝင်းချင်စီလောက်ကြာသွားကြတယ်ပေါ့နော်အရင်ဆုံးပေါ့လွန်ခဲ့တဲ့2လ2လဝင်းချင်လောက်တော့ပေါ့နော်အာမာကြီးရဲ့ဂျူးကိုဖုန်းဆက်လာတာပေါ့နော်ဂျူးဟာဂျူးရဲ့ မာကြီးရဲ့ဇဇင်မင်္ဂလာဆောင်ရှိလို့ရဝိချချင်လို့ရဂျူမာကြီးကိုလည်းကာဗီလာဝတ်ပေးပါတဲ့ဖုန်းဆက်လာတယ်ဆက်လာတော့တကယ်တကယ်တော့မာကြီးကကိုယ့်ရဲ့ဒါအမီလိုလည်းဟုတ်တယ်အတော်လိုလည်းဟုတ်တယ်ပေါ့နော်ဟိုးအရင်လုံငယ်တဲ့ချောင်းနဲ့ကာဗီစလုပ်တဲ့အချိန်မှာကလေးကမာကြီးကဒီကာဗီကိုသုံးဆွဲခဲ့တဲ့ real customer တယောက်ပေါ့အဲ့မှာတော့အမကမာကြီးကိုအဲမာကြီးညမာကတကယ်ဒီသုံးတဲ့မင်းသမီးပေါ့เนาะတကယ်သုံးတဲ့ customer တွေကိုပဲအမကဒီ ကြော်ညာတွေရိုက်လေးရှိတယ်အဲ့တော့မင်းသမီးရိုက်ကြော်ညာမှာပါတဲ့မင်းသမီးအားလုံးဒီဒါတကယ်သုံးတဲ့ customer တွေကြီးပဲပေါ့နော်အဲ့တော့မာကြီးကနေပြီးတော့ငကူကလည်းကိုယ့်ရဲ့ချစ်ခင်ရင်ဆွဲအမကြီးလည်းဖြစ်တဲ့အခါကျတော့အမကြီးလန့်ဆက်တဲ့အခါကျမလုံငယ်နှစ်လတော့အမကြီးရဲ့အိမ်မှာပဲမလာပြီးတော့မာကြီးကပြီးလာဝတ်ပြီးတယ်ပေါ့နော်အဲ့တော့မမရရပေါ့နော်မာကြီးတော်တော်ကြီးကိုဝါနေတာပေါ့အဲ့တော့အမကြီးကမခါးက36ဒီဘိုက်ကအဲ38လက်မှာပေါ့နော် အခက်လေးလည်းအချိန်တော့ဒီထက်သူအများကြီးပုံပြည့်တယ်ပေါ့နော်အဲ့တော့ကျတော့အခက်လေးကလည်း bike က40အဲဒီခါ sorry နော်ခါ40နောက်တစ်ခါကျတော့ဒီ bike ကကျတော့ခက်လေးက53နဲ့ခွဲပေါ့ bike ကကျတော့ခက်လေးက53ခွဲလောက်ဝန်းကျင်လောက်ရှိတယ်ပေါ့နော်အဲ့ရနေပြီးတော့အမဒီစပြီးတော့ကာဗီယိုပြန်ဝတ်ပေးတာပေါ့နော်ဒီကြားထဲမှာတော့ဟိုးရင်ရင်တော့ကတော့မကြီးကိုပေးထားခဲ့ဘူးလေမကြီးပေးထားခဲ့ဘူးလေဆိုတော့ မိုင်းဝယ်ခဲ့ဘူးလေပေါ့နော်ဒါပေမဲ့အဲ့အရာတွေကလည်း6နှစ်လောက်ရှိပြီဆိုတော့အရင်ကြာသွားပြီ။ရိုင်းမှာလည်းမိုင်းနဲ့ဆက်သွယ်ပြတ်သွားပြီဆိုတော့မာယူပစ္စည်းတက်ကလေးတွေပေးပြတာပေါ့နော်။ပေးပြပြီးတော့မာယူဝတ်ပေးခဲ့တာပေါ့နော်။ဝတ်ပေးခဲ့ပြီးတော့အခုတော့တော်တော်တော့မာယူတို့ကပိန်သွားတယ်ပေါ့။မာယူကခါက32နဲ့ဘိုက်က34ခလီကကြာတော့ခါက32နဲ့ဘိုက်က36ပေါ့နော်။36ဖြစ်သွားကြတယ်ပေါ့နော်။ဒီငလအတွင်းမှာဒါမာယူရဲ့ journey မှာဆိုရင်ခေမာယူဆိုရင်လည်းခါနဲ့ဘိုက် လေးလမစီလောက်ကြာသွားတယ်ခစ်ကတော့ပိုကြာတယ်ခစ်ကကြလူငယ်လေးလူငယ်ဆိုတော့ပိုကြာတယ်ခစ်လေးကတော့သူခါးနဲ့ bike ကအရှစ်လမဝင်းချင်စီလောက်ကြာသွားကြတယ်ပေါ့နော်မယူရလေးကိုရွှေရှင်ရိုက်တော်လေးဘမအင်းကြီးလေးအားကြီးဝေးရတယ်ပေါ့ဘမအင်းကြီးလေးဝေးရတဲ့အခါမှာကာဗီကတော့မရှိဖြစ်လို့ကိုဖြစ်နေတယ်ဆိုတော့သူဝတ်လိုက်ခြင်းအပြင်ကာဗီဝတ်ထားလိုက်ခြင်းအပြင်ဇေယငိမ့်မှငိမ့်သွားတာပေါ့ဘိုက်ဒီပါလေးလည်းချက်ချက်ပြီးတော့အမြဲဝင်နိုင်ကောင်းတယ်ခက်တာလည်း ကိုလိုငပြင်းနေပြည့်ဆိုတော့အမြင်မဝင်နိုင်ကြအောင်အဲဟိုကာဗီယာတကယ်ကိုလိုအပ်ချက်မရှိတဲ့ဟိုမိန်းမတွေအတွက်မိန်းမအမျိုးသမီးတယောက်အတွက်တခုမရှိမဖြစ်ရှိတဲ့နေပစ္စည်းပေါ့ဒါအသစ်ထွက်တဲ့ဟာဇာဝစီမိုက်လို့ဟိုတနေကုန်ဟိုတက်ဟာလေးတွေအပေါက်ပေါက်ပြီးပါပေါ့ဒါလေးကအပေါက်မပါဘူးဒီဟာလေးကကောင်းတယ်ပြီးတော့သူ့ရဲ့ချိတ်တရားတအားကောင်းတယ်အဲ့ချိတ်တရားတောင်ခံရတယ်မိုက်ကတော့ဟိုဒီ ဒီရင်အောက်လောက်ရှိတဲ့ဘောင်းမျိုးအမြင်ဝက်တာလေအဲ့လောက်ဝက်တော့ဆိုအဲ့ဒီအပေါ်ကနေပြီးတော့မရဒါကိုထပ်ပြီးတော့လုပ်တော့နည်းနည်းတော့ဒီဂျိတ်တရထံကိုပိတ်မခံတာပေါ့အဲ့ဒါတော့အဆင်ပြေအခုကာပြီးကနောက်ပိုင်းထွက်လာတာဒါမျိုးလေးပါလာလေဒါလေးကြီးပါလာဆိုမကြီးတို့အင်းကြီးအဲ့ဒီဘာကြီးကဒီလိုအရန်ကြက်လာအစီရကို့မှာရှိတဲ့အစီရအပေါ်ရှံထွက်လာအဲ့ဒါလေးကတော့နည်းနည်းလေးဝက်တက်ဖို့တော့လိုရဲ့အဲနောက်ကို့ကိုအင်းကြီးဝပြတဲ့လူကအဲ့ဒါလေးကိုကျုံးနေကိုထည့်ပြီးဘာကြီးကြည့်ကြည့်ဆိုအစီမရှိဘူး ါတို့ဆိုအစီရှိရယ်သူဒါတော့သူဒီနေ့ဝတ်မလာဘူးတော့ဒီနေ့ဝတ်မလာမလို့ဝတ်မလာပဲနဲ့ပါလေခါလေးတင်းသွားဝတ်မလာအားလာလေသူဒီကိုပြူပြဲပြီးပြေးလာတယ်ကြည့်သူ့မှာဝတ်မလာအားသူကပြီးဟုတ်မိုက်တက်သူကကဗီရဲ့နောက်ကိုအားတာချက်ကကြတော့ဝတ်ထားတော့မဲ့ချက်တာမဟုတ်တလတန်ဒီငလတန်ဒီဆဲဝတ်လိုက်ပြီးဆိုရင်သူကမူရင်းခန္ဓာကိုပါပြောင်းလဲသွားတာဖြစ်တဲ့အတွက်အမအားကသူတို့ကိုယ်လုံးလေးဆိုကြည့်ပါလား23လောက်ပဲရှိတော့อืม ိုင်းကိုလုံငယ်နှလားတော့တမီးနည်းနည်းဝါနေလေမိုင်းတောင်ပြောတယ်ဟဲ့ယူနေရင်ပတ်ကြီးဘွားဖြစ်သွားဘွားပြည့်နေရလို့ပြောတယ်လေမိုင်းတို့မဟုတ်ဘူးလို့အင်းကြီးကြံနေရလို့ဘာလို့ဆိုလို့တမီးလို့ဝါလာလို့အခုဒီမှာပြန်ပိန်သွားပြီဒါမိုင်းနဲ့အတူတူမိုင်းကိုလည်းဝတ်ပြီးရောငါလည်းပြန်ဝတ်ရမယ်ဆိုမှလည်းပြန်ဝတ်တာပေါ့နော်အခုဆိုမမကိုတိုင်လည်းခါအဲ့ဒီသုံးလမလောက်ကြာပါပြီပေါ့နော်ဘဘိုင်းကြီးဝတ်တဲ့ခါကျမိုင်းတို့လေလေမိုင်းတို့ဝါထားတဲ့အရှိန်ရှိတဲ့ခါကျတော့အစီရရရှိနေတော့မယ် အပပိုင်းကြီးလေးဝတ်မယ်ဆိုရင်တော့ကာဗီလေးဝတ်လိုက်ရင်ကကိုကိုကိုငုံကြည့်မှုရှိတယ်လို့ဖြစ်သွားတာပေါ့အဲ့လိုမျိုးပေါ့အပပိုင်းကြီးဝတ်တဲ့ဒါပေမဲ့လည်းမိုင်းလိုကြောကြပြစ်စာမလိုပါဘူးတကယ်တမ်းကျတော့ကာဗီကိုမျိုးသမီးတိုင်းတော်တော်များများဝတ်ကြပါတယ်ဝတ်တဲ့လူတိုင်းနဲ့သဘောကျကြပါတယ်ခုတလုံးကလည်းဝတ်ကြပါတယ်သူပြောထားဟုတ်မှာအမမတင်းတော့အမမတင်းဟုတ်တယ်ဟုတ်တယ်ကာဗီလေးဝတ်တာရှင်းနေရပဲသူခန္ဓာကိုယ်လုံးလေးလဲဟုတ်တယ်လာတော်တော်များများဒီဒီတယောက်ဆောင်နေတော့ဒီအစိုးရတော်တော်များတယောက်မှမလုပ်ဘူးရှုတယ်မှာ6ရက်နေပြီးတော့သွားကန်ကြည့်လိုက်အဲ့ဒါကားဘူးပဲ ခစ်ကတော့ဆဆပီပီချင်းဒီနေ့ကိုဘယ်နေရာဝင်လဲပြပြလဲလीသူကပုတ်တာခုပြီးတောက်တောက်တောက်နေအဲ့လည်းကောင်းတယ်တောက်တောက်နေပြည့်တယ်တောက်နေမဟုတ်ရေကုန်းကုန်းလေးသူကလုံးဝပြင်မှန်းခံပြီးဝတ်တာသူလက်တီပါဝတ်တာဟုတ်လက်တီလေးစီဟုတ်ကဲ့ဆောက်ကားပြီးရလက်တီရောလားစီရရှိရှိလက်လက်မောင်းလက်လက်ရှိရဘောင်းမီလက်ရှိရဘိုက်ပါစီထားပြပြလဲလीတမီလေး ကဲကဒီမမကြီးဘွဲအတိုင်းလိုက်နာပေါ့နော်၈နာရီဘွဲဆိုခဲ့အပြည့်အကုန်ဝတ်တယ်လက်တီရောဒီဘိုက်တီရော၈နာရီပြည့်ချီခဲ့ဘွဲဘာစီယာရောဟုတ်ဘာစီယာရောဝတ်တယ်ခဲ့ဒီဘရာဝတ်လိုက်တဲ့အခါကျတော့လေမမစဝတ်ပေးတော့ခဲ့ဟိုပါပေါ့နော်ဘရာမာအဲကလင်းနကိုဝတ်တဲ့ဘရာရဲ့တိတ်ပုံမကြအောင်ပေါ့နော်အဲ့တော့ဒီကာဘီဘရာနဲ့ခဲ့ပြောင်းပြီးတော့ဝတ်လိုက်တော့ကာဘီဘရာနဲ့ဝတ်မှာဟိုအစင်ကြီးရတည်တာသူကာဘီဘရာနဲ့လေသူက ဲ့လိုမျိုးဒီကာဗီမိုက်ရောက်ဝတ်ချင်တယ်ပြောရမယ်သူတရားတွေပို့လိုက်တာမဟုတ်သူကိုယ်တိုင်လာပြီးတော့ဝတ်တာသူကိုယ်တိုင်တိုင်းတာအတိုင်းဒီတိုင်းသိချဝတ်အိုကေလာကြာပြီလားဟိုမိုင်းနဲ့ဖစ်တင်ကြာပြီလားဆိုတော့သူကလက်လွတ်တာအာပြီးတော့မှသူကအမကြီးလိုအပ်တဲ့ဟာလေးသူကသူ့ဆီဘရန်ဆီယာလေးလည်းအရာဖို့လို့ကောင်း product တွေကတော့အမတို့ကဒီလေးအဲဒီ lingerie and shape ပါပေါ့ lingerie ဆိုတဲ့ဟာတော့အတွင်းကန်နေပေါ့ bra တို့ underwear တို့ ။နောက်ပြီးတော့အဲ shape bar ထဲမှာကျတော့မတော်ဒီလို bike ပဲစီးတာရှိတယ်။နောက် bike ချက်ပေါင်းမီလို့ပေါင်းမီဝတ်တာမျိုးရှိတယ်။နောက်ပြီးတော့မတော်ဒီလက်မောင်းစည်းတွေရှိတယ်။အဲ့မှာမှာ bike ချက်ပေါင်းမီမှာမှာဒီချိတ်တဲ့တက်တဲ့ဟာတွေရှိတယ်။နောက်မတော်အစ်သက်ထုတ်တဲ့ဒီ budget brand ပေါ့ဈေးသက်သာတဲ့ brand coffee မှာကျတော့လုံးစွတ်ပေါင်းမီရှိတယ်။အများကြီးပဲအခုရေကဟိုဟာပေါ့တရာကျော်လောက်ရှိမယ်။ဒါပေမဲ့အဲ့ထဲမှာမှာမတော်ဒီ အဲနာမည်အကြီးဆုံးကတော့ဒီ waist trainer ပေါ့ waist trainer ရဲ့မှာပါအခုနောက်ဆုံးထိထွက်တဲ့ဒီ U shape ပေါ့နော်ဒါလေးကကျတော့သူကအရှိလေးကိုသူကဒီခြိုင်ထားပြီးပြီးတော့နောက်ကလေးကိုသူကအမြင့်လောက်ထားပြီးတာပေါ့ဒါကတော့နောက်ဆုံးထွက်တဲ့ဟာတော့ဒါကဒီ waist trainer ရဲ့မှာနာမည်အကြီးဆုံးနောက် Amarisha ထွက်တဲ့ဒီ bra ပေါ့ without push up bra ဆိုတာလည်း အခေလေးဝတ်တာပေါ့နော်အဲ့ဒါလည်းနာမည်ကြီးရနော်မတို့ဒီလက်မောင်းကိုအစီကြစီတယ် M shape ပါရယ်ဒီပေါင်ကိုတွဲပြီးအစီကြစီတယ်နောက် belly fanty စီတယ်ဒီဆိုအဲ့ဒါလည်းမြေဝတ်တယ်ဒီတိကနာမည်ကြီးပိုက်ကြီးကြီးကအဲ့ဒီပေါင်ကြီးမြေဝတ်တာပိုက်ချအောင်ဒီတိဝတ်တဲ့ပေါင်ကြီးမင်းတို့ဆရာပေါင်ကြီးရယ်ဟုတ်တယ်မတ်ဒီကလည်းကာဗီမိုင်းမောင်နှမအားလုံးကကာဗီအကုန်ဝတ်တယ်ကာဗီဝတ်တယ်ကာဗီအကုန်ဝတ်တယ်မထားပဲမဟုတ်တာမထားမထားဒီမှာမရှိလို့ဆိုဖာလေးကကာဗီကြောင့်ထားနေတာ 哎，好的，到到到，我用到。ခလေအေးဘရာပြောင်းဝင်ပြီးတော့လေဘာရင်သားကလေကိုကိုကြတော့တည်ရလေနော်ဘာလို့ပြောင်းလဲသွားလဲတမီးဘလို့ပြောင်းလဲသွားလဲဆိုတော့ဒီအောင်ကလည်းကြာရဲတခြားခေတ်မှာ share buy နေမှုတူပေါ့နော် site ကကွက်တည်ပဲပြီးပို့ပြီးတော့လည်းတင်းလာတယ်อืมဘယ်ဘရာပတ်တော်တင်းသွားပေါ့ဟုတ်တင်းခလေကကြတော့သူကငကွားကြတော့ ဖွင့်မျိုးတဲ့အချိန်ပေါ့နော်ဖွင့်မျိုးတဲ့အချိန်ရင်ပြီးတော့နောက်ကကြခလေးကနည်းနည်းလူကောင်လေးနည်းနည်းကြီးတော့အစိတ်ပိုင်းတော့ရင်ပတ်လေးလည်းကြီးရယ်မိုက်ပိုင်းလေးကြီးမိုက်တဲ့ဆိုင်တော့သူကကြီးရယ်အဲ့ခါကျတော့အဲ့ဒါဗီယာဘရာစီယာနဲ့မှသူအဆင်ပြေရသူကတင်းနေဆွတ်တင်တာဆွတ်တင်တာသူကဒီပေါ့မြန်မာမျိုးတော်များများကြတော့ဒီဘရာဆိုက်ကိုမမှန်ကန်ကန်မရွေးချယ်တတ်ကြဘူးပေါ့နော်ဟုတ်ကဲ့အဲ့ဒါတော့အမှန်ပဲအဲ့မိုင်းတို့တော့လည်းအဲ့ဒါလိုပဲဘရာစီယာဆိုက်ကလေးကသေးနေတယ်သေးနေတယ် အဲအဲမုံကြီးကြီးလေးဝေးရတယ်ဆိုတာဘာသာပြန်မကြီးရလေးဝေးကြီးရဝေးကိုကတော့ဘရန်စီယာကြီးအုံကြီးကြီးနေကြီးကုန်ပါဆိုလို့မဝက်တာလေအဲ့လိုကက်ကက်ကက်ခေးရဝက်တာမှန်တကယ်တော့အဲ့ကာဗီယာဆိုင်ကလေးဒါတော့အဲ့ရတိုင်းဝေးကိုရင်ပတ်လည်းလုံးကျုံတယ်တကယ်တမ်းဆိုရင်ခေးလေးကိုဝေးပေးလိုက်တဲ့ series ကတော့မတို့ဒီ teen age bra တော့မဟုတ်ဘူးဘာလို့ခေးကကြတော့သူရင်သားကဖွင့်ပြိုးတယ်ဖွင့်ပြိုးတော့မခေးကိုစားတွေ့အချိန်မှာခေးဒီဝတ်ထားတဲ့ bra ကအာ ပြောမယ်ဆိုရင်သားမလုံဘူးသူဆိုင်မဟုတ်တာကိုသူဝတ်ထားတယ်ပေါ့နော်ဝတ်ထားတော့ပြဿနာဘာဖြစ်လဲဆိုတော့ရင်သားတွေအဲလို့ခေါ်မယ်ပုံမကြောက်ဘူးလို့လည်းမမြင်နဲ့နောက်တစ်ခုကတော့ဒီရင်သားကခွက်ကမလုံတဲ့ခါကျတော့ဒီချိုင်းမှာလဲသူအစီလိုထွက်နေတာဒီချိုင်းမှာအစီအမှန်တကယ်တော့ဒီချိုင်းစီကပြုတ်ပြင်လို့ရတယ်ဘရာမမကကန်ဝတ်မယ်အမတို့ M shape ပါတွေကဒီချိုင်းစီထင်းနဲ့ M shape ပါတွေပါဝတ်လိုက်ရင်တော့သူပြုတ်ပြင်လို့ရရတော့ ာနေမမခက်အတွက်ကို bracket ပြီးတော့မိုင်းရအောင်ပြောတယ်ဟဲ့ဂျူဂျူနဲ့ကြီးမနေဘူးလားဆိုတော့မကြီးဘူးမိုင်းအဲ့အမှာတော်ပဲဆိုတော့ကလေးရကိုတော်ပဲပေါ့တမိပိန်သွားတော့အဲ့ cat အဲ့တော်သေးလားဟုတ်တော်သေးရဟုတ်တော်သေးရချိုးကရောကြီးရအမြဲကြီးသွားတယ်ဘာလို့သူနည်းနည်းဝိတ်ကြသွားတာဝိတ်ကြသွားတော့အခု bra တွေထပ်ပြီးကလေးကိုထပ်ပြရအောင်ဒီမြန်မာနိုင်ငံမှာကျတော့တော်တော်များများကအမ်အတွင်းငံဆိုတဲ့အခါမှာအတွင်းငံကို quality ကောင်းကောင်းဝေးရမယ်ဆိုတော့ဒီ knowledge မရှိကြအောင်ပေါ့เนาะဒါမှမဟုတ်လို့ မင်းသမီးတွေတို့ဒါပြောမယ်ဆိုမျိုးသမီးတွေ icon ပေါ့ဒီလိုမျိုးလူမျိုးတွေတော့တိကြတာပေါ့နော်ဒါပေမဲ့တာမန်အမျိုးသမီးလူရန်းစားမှာကြတော့အတွင်းငန်ဆိုရင်အပေါက်ပြေးလေးဝတ်ချင်ဝတ်နေတာအဲ့လိုအကြီးရွေးလေးဝတ်ချင်ဝတ်နေတာဆိုပုံမကျပန်းမကျရင်လည်းခန္ဓာကိုယ်ပါအလှတရားရှင်းစက်ခန္ဓာကိုယ်အလှတရားတွေပါပျက်စီးနိုင်တာပေါ့ဆိုတော့အဲအဲ့ဒီဟာလေးကတော့ဒါကပီမမဟုတ်ပါဘူးဒါတခြားဒီ luxury လင်ဂျူရီပဲဖြစ်ဖြစ်ပေါ့နော် quality ကောင်းတဲ့ဟာလေးကိုတော့ဝတ်တဲ့ အမားတို့ဒီကမိုင်းရတော့မရှောင်ပါဘူးမိုင်းရမရှောင်ဒါပေမဲ့ကံပြီးဝတ်ထားတဲ့နေကိုတနေ့ကို၈နာရီကိုမမှန်ဝေ့ရင်ကိုဝေ့ကြဒါမိုင်းရောဘိုက်ကြီးပူနေမလားဒါပေမဲ့ကာဗီလေးဝတ်ထားတဲ့ခါကျတော့လည်းတပြင်းဆာဆာတဲ့ခါကျတော့လည်းတိတ်အများကြီးဆာနေဒီတိုင်းလေးမှာကြက်နေမိုင်းရောအလုံးလုံးတဲ့ခါကျတော့ပူဆိုးတာပေါ့အလုံးလုံးတဲ့ခါကျတော့ရှူတင်မှာအလုံးလုံးနေတဲ့ခါကျတော့ကြက်လာနေလို့မကောင်းတော့အဲ့ဒါမဆာဖြစ်တော့အဲ့ဒါကအဲ့ဒါဝေးလျှော့ခြင်းတမျိုးပဲ ဆိုတော့အမတို့ဒီကာဗီကကျတော့အမတို့ကဒီကတ်တင်းနေကိုသတ်မှတ်တဲ့အခါမှာအမတို့ကဒီနိုင်ငံတကာပညာရှင်တွေနဲ့အရေး research လုပ်ရတာပေါ့နော်မြန်မာမျိုးသမီးတွေခန္ဓာကိုယ်ချိုးစားရုံဒီ research လုပ်တယ်ဒီလို research လုပ်ခြင်းအဓိကရည်ရွယ်ချက်ကကျတော့အမတို့ကဒီဥလန်းချောင်းနဲ့ဒီအဆိုင်ကို lower the pressure ပေးဖို့ပေါ့အဲ့ pressure ကကျတော့ဘာလဲဆိုတော့အဲမြောင်းကာဗီဝတ်ကြည့်လိုက်အရင်ကတပကံစားမှဘိုက်ပြေတယ်လို့ခံစားရတဲ့သူကတပကံလောက်နဲ့ဘိုက်ပြေသွားပြီးတင်းတိမ်သွားပြီးဆိုတော့ခံစားချက်ပေါ့နော်ဒါပေမဲ့ သူ attach ချက်တာမျိုးတွေမဖြစ်ဘူးတကယ်ကကပြီးကအရန်အကျက်ဝတ်တာတော့ဒါပေမဲ့သူ attach ချက်တာမျိုးတွေမဖြစ်ဘူးသူအာဘယ်လိုပြောမလဲဘိုက်တင်းသွားပြီအစာဝသွားပြီဆိုတဲ့ခံစားချက်မျိုးပေါ့နော်အဲ့တော့အာပုံမှန်ချက်တဝက်ရော့ပြီးသူစားနေတာဖြစ်တဲ့သူကဝိတ်ကဘလုံးနေနေလေး input နေသွားတဲ့အတွက်ကြောက်တာပေါ့နော် ီအပေါက်ကလေးပါနဲ့ဒီပြောင်းကျောင်းနဲ့တရားပေါ့။ဒါမိုင်းနှမျိုးရှိရတော့အပေါက်ကလေးပါတာကြတော့ယူကဒီအချွေးချွေးချွေးထွက်ဖို့အပေါက်ကလေးထုတ်ပြီးတော့သူကကြတော့ချွေးထွက်တန်တဲ့သူတွေ allergy ဖြစ်တဲ့သူတွေပေါ့နော်။နောက်လူတိုင်းကအဲ့လိုဟုတ်မနေဘူး။မအားလို့ဆိုရင်ဂျူးလို့ဆိုဒီအပိတ်ပဲဝတ်တယ်။အပိတ်ကကြတော့တော့ဘာဖြစ်လဲဆိုတော့အရင်ချစ်တယ်ဆိုတဲ့ feeling ကိုအရင်မကြိုက်ဘူး။ဟုတ်ဘယ်လိုခမဲ့ညွန့်ညံ့ကလေးပဲပေါ့ထွတိပွပွလေးခံစားချက်မျိုးပဲရကြတယ်ဆိုတော့ဒီကတော့ပို့ ဣတာပေါ့သွက်ပိုဣတယ်ဟိုအားကြအပေါက်ကကြနည်းနည်းပိုတင်းတယ်ဒါပေမဲ့အပေါက်ကကြတော့လေဝလေထွက်ကောင်းပြီးပိုအေးတယ်တော်ပြည့်ထွက်ကြတဲ့အဲ့လိုပဲဝတ်ထားရဝတ်ထားမှမသိတော့အလုံးလုံးနေဝတ်ထားပြီးတနေ့ကဝတ်ထားမှမေ့တာမေ့သွားတယ်ကာပီဝတ်ထားရဆိုတော့အဲကာပီရဲ့ taste ပဲမတော်ကအရင်တော့ကတော့ဒီကာပီကိုမတော်ကဒီဟိုမှာချုပ်တာပေါ့နော်ဟောက်ဒီဟောက်ကောင်ဝင်နဲ့ထိုင်ဝမ်ကစက်ရုံပေါ့နော်အဲ့မှာချုပ်တယ်ပေါ့နော်အခုနောက်ပိုင်းတော့မတော်ဒီအဲ့ရပညာရှင်တွေမတော်ဒီမြန်မာနိုင်ငံကအဲဒီ မြန်မာလူမျိုးတွေကိုပဲပြန် training ပေးခိုင်းလိုက်တယ်ပေးခိုင်းရမှာအခုစက်ရုံလည်းမြန်မာနိုင်ငံမှာရှိနေပြီပေါ့နော် training ပေးခိုင်းပြီးတော့အဲ design တွေအားစားမှာတော့ဟိုဘက်မှာ design တွေလုပ်တယ် research တွေလုပ်ပြီးအမတို့ဒီမှာပဲ product တွေဒီမှာထုတ်တာပေါ့နော်အဲ့လိုထုတ်ပေးတဲ့ခါကျပို့ပြီးတော့လည်းမတို့ကဒီ customer response တွေကိုပိုနားထောင်ပြီးတော့အချိန်နဲ့တပြေးညီပြန်လို့ရတာပေါ့။ဟိုနိုင်ငံသားမှချုပ်တော့ဟိုပြောအောင်ဟဲ့ပြန်ချုပ်အောင်ဟဲ့ပြင်အောင်ဆိုတော့ customer တွေအတွက်မတို့က အဆင်ပြေအောင်လမ်းကြောင်းကြီးတွေ ဖြစ်ဖို့ပြုပြင်ရတာတွေအချိန်တစ်ခုယူရတာပေါ့နော်ဆိုတော့အခုကတော့မတို့ဒီမြန်မာနိုင်ငံမှာလည်းနိုင်ငံသားသားဒီပညာရှင်တွေနဲ့ပူးပေါင်းပြီးတော့ဆက်ရုံနေမှာတို့ကဆောက်လိုက်ပြီဖြစ်တဲ့တို့ကနောက်ပိုင်းမှာတော့ Guardian နေပြီးတော့အမျိုးသမီးတိုင်းတို့ကပို့ပို့ပြီးတော့ကောင်းတဲ့ product တွေပို့ပို့ပြီးတော့ဒီတိကျတဲ့ ကတ်တင်နေနဲ့ပေါ့နော်ပို့ပို့ပြီးတော့ကိုလုံးကို shape ကိုပေါ်စင်မဲ့ product မျိုးကိုကိုတက်တောက်တက်တာဖြစ်စင်မဲ့ product မျိုးတွေအများကြီးထက်ထောက်တော့ပို့မတည်2026တိရှိပါရှင့်။အမတို့ကပ်ပီဆိုင်ခွဲနေနေရတော့ရန်ကုန်ရန်ကုန်မြို့နယ်မှာ design နောက် Junction Square မှာ design မန္တလေးမှာ design မော်လမြိုင်မှာ design တောင်ကြီးမှာ design ပြည်ဦးလွယ်မှာ design နောက်အမတို့ဒီနေ့မကုန်ရင်မှာနေပြီးတော့မှထပ်ခွင့်မှုရှိတယ်။အမဒီ2026ထဲမှာလည်းနောက်ထပ် showroom နှစ်ခုလောက်တော့ ချက်ဖွင့်မှုရှိပါသေးတယ်ဒီနေရာနေထားတော့မတတ်မှန်သေးဘူးပေါ့နော်ထပ်ပြီးလှုပ်ပါမယ့်အစီအစဉ်တွေတော့အများကြီးရှိပါတယ်ရှင်ဒီမြို့သမီးတွေအတွက်ကာပီရတော့မြို့သမီးတိုင်းအတွက်တယောက်ကိုတစ်ခုတော့ရှိတယ်လို့မာရက်ဒီနေရာနေပြောကြပါရစေဒါကြောင့်လဲဆိုတော့မိုင်းလူလိုရွှေမြို့သမီးတွေအဲလည်းဖုံဖုံထွားထွားတွေဆိုတော့ကာပီဝယ်လိုက်ရင်ပွဲလေးပါလေးတက်လိုက်ရင်ခါးလေးရလဲခါးနေရရှင်ဘက်ကလေးရှင်ဘက်နေရအဲလိုမျိုးတော့တွေ့ရလေးနဲ့သူပြည်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 လှသွားတာပေါ့ဒီမိုင်းလူကလေအခုဒီကြားထဲမှာသူအရန် ိန်သွားတယ်ပေါ့နော်ပိန်သွားတယ်ဆိုတော့အဲမိုင်းနေနဲ့တခြားသောသူမိုင်းရမင်းသမီးဆိုတော့လေသူကလည်းသူအထုံးမှုတစ်ခုလည်းရှိကောင်းရှိမယ်ဒါပေမဲ့ခါပိုက်ကြတာကတော့မိုင်းကပ်ပြီးကြောက်မယ်ဟုတ်ပါဘူးကာဗီကြောင့်ပဲခါနဲ့ဘိုက်ကတော့ဘာဖြစ်လို့လဲဆိုတော့ဟိုညီမရဲ့အမရဲ့အဲပုံမှန်အပြည့်ဆိုရင်လူမျိုးသမီးတွေပိန်တာပိန်သွားတယ်လေခါနဲ့ဘိုက်ကမကြောက်တင်းနဲ့ရင်ပဲကြောက်သွားတယ်ခါနဲ့ဘိုက်ကြတာကတော့ဒီကာဗီဝတ်တာပေါ့နော်ကာဗီဝတ်